မျက်နှာစာပေ40အနောက်ပေ85ပေသိန်း380ဖြစ်ပါတယ်ဒီအိမ်လေးရောင်းထွက်လို့ရှိရင်ကျွန်တော်ကိုစာပါငါကျွေးမယ်လို့ပြောတဲ့မမနဲ့မောင်လေးနော်ကျွန်တော်အဲ့ဒီခြံရှိတဲ့မှာရှိတဲ့ခြံလေးကိုကျွန်တော်လာရိုက်ပေးတာဖြစ်ပါတယ်နော်မျက်နှာစာပေ40အနောက်ကိုကျွန်တော်တို့ပေ85ပေဆိုတဲ့အနေထားလေးတစ်ခုပေါ့နော်ဒီတော့ဒီနေရာလေးကကျွန်တော်တို့လှကမြင်ရွာမှာရှိပါတယ်လှကမြင်ရွာကျွန်တော်တို့လှကမြင်တာဝါတိုင်းဘေးနာ သုံးခြံကျော်မှာရှိတဲ့နေရာလေးအနေထားလေးပဲဖြစ်ပါတယ်ဒီနေရာလေးကကျွန်တော်တို့အလဲတန်းကျောင်းရှိတယ်အလဲတန်းကျောင်းရှိတဲ့အတွက်ကြောင့်မလို့ကိုယ်အနေနဲ့မြို့ area ထဲမှာကျွန်တော်တို့ဒီတောင်ကလေးလည်းမရောက်ဘူးကျွန်တော်တို့ဒီတဝင်းဒုက္ခအာစေကံအနောက်ဘက်ခြံနေဝင်သွားတယ်ရောက်သွားတယ်ဆိုတော့ကျွန်တော်တို့လှကမြင်ရွာလေးထဲမှာရှိတဲ့ခြံမြေလေးပဲဖြစ်ပါတယ်ဒီခြံလေးပါနော်အခုလက်ရှိကတော့တို့တဲလေးဆောက်ထားတယ်ဆိုပေမဲ့ဒီကောင်လေးကိုဝယ်လို့ရှင်တော့ဒီတဲကိုတို့ပြန်ဖြူသွားမယ်လို့ပြောပါတယ် မြန်စာပေ40အနောက်85ပေဒီထက်ပို့ရင်လည်းပို့မယ်ဆိုတော့တစ်ချက်လောက်သွားဝင်ကြည့်လိုက်ခြံလေးကိုချက်လောက်သွားဝင်ကြည့်လိုက်ခြံလေးချက်လောက်ပြပေးလိုက်နော်ကဲဒီတော့ဒီခြံအနေထားလေးပေါ့ဗျာမိတ်ဆွေတို့အနေနဲ့မအိမ်အိမ်ကမပေါဘူးအိမ်ကမပေါဘူးအိမ်ကိုမရိုင်းနဲ့တော့နော်ဒါခြံပတ်ဝန်းကျင်ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်အနေထားလေးတွေဘာလေးတွေနော်အဲ့လိုမျိုးလေးကိုကျွန်တော်ပြောပြခြင်းလို့ပေါ့နော်ဒါကခြံထဲမှာတော့လက်ရှိရေတွင်းရောရှိလားမှာ เนาะဒါခြံအနေထားလေးပေါ့เนาะခြံအနေထားလေးဆိုတော့ရေရောင်ရှိမှု အနေထားကလေးကျတော့ဒီနေရာအထီးအရေက ဆက်ဆက်လေးပဲပေါ့နော်ဥမာခြေမျက်စိတော်မမြုပ်ဘူးဗျာအဲ့လိုမျိုးနေထားပြီးတော့ရေရောက်တဲ့အနေထားလေးရှိတယ်ဒီတော့မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးချက်လေးတစ်ချက်ကိုလာကမင်ရွာထဲမှာစိတ်ဝင်စားရတဲ့ဆိုရင်ဒါက390ဖြစ်ပါတယ်မျက်နှာစာပေ40နောက်ကို85ပေးပို့မယ်လို့ပြောတယ်နော်ဒီတော့ဒီလိုမျိုးနေထားလေးတစ်ခုစိတ်ဝင်စားရတဲ့ဆိုရင်တော့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်